အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာပထမဆုံးပြစ်မှတ်ထားရမယ့်သားကောင်တွေကိုရရှိသွားခဲ့ပါပြီ။အမေရိကန်အမှတ်တံဆိပ်တွေလိုဇိမ်ခံပစ္စည်းထုတ်လုပ်သူတွေဟာအခုတော့ရွေးချယ်စရာနှစ်ခုသာရှိပါတယ်။ဒဏ်ကြေးကိုကြိုတင်ပေးချပြီးကျန်းနာကိုကိုယ်တိုင်ဖြေရှင်းမလား။ဒါမှမဟုတ်ဈေးနှုန်းကို80ရာခိုင်နှုန်းလျှော့ချပြီးဆက်လက်တင်ပို့မလားဆိုတာပါ။90ရာခိုင်နှုန်းရှော့ချလိုက်တာကကုန်ကြစရိတ်ကိုမဖုံးနိုင်တော့ဘဲလောက်ခလာစာပေးဖို့တောင်မတက်နိုင်တော့ပါဘူး။ ဒီလုပ်ငန်းပိုင်ရှင်ဟာတရုတ်နိုင်ငံရဲ့တိတိတတ်တာကြားစင်းနေတဲ့စားသုံးသူဈေးကွက်မှာပစ္စည်းတွေရောင်းချဖို့ပစ္စည်းထုတ်တာဆက်လက်မြင့်တင်ခဲ့ပါတယ်။ဒီမှာအဝယ်စားတစ်ထည်ကိုယွမ်တရာအမေရိကန်ဒေါ်လာနဲ့ရောင်းခဲ့ပြီမဲ့အခုတော့တစ်တန်နဲ့ရောင်းနေရပြီးပစ္စည်းတစ်ခုချင်းစီရဲ့တန်မှုကအနည်းငယ်သာရှိတော့ပြီးဝယ်သူမရှိသေးပါဘူး။ဂျီယာရှင်းမှာရှိတဲ့2000စတူရန်မီတာကျယ်ဝန်းတဲ့ကိုရောင်ထဲမှာအကောက်ခွန်ကြောင့်ပိုရှန်ပစ္စည်းတွေဖြစ်ပြောင်းလဲသွားတဲ့တင်ပို့ပစ္စည်းတွေတူလောင်ထားပါရဲ့။ တချိန်ကတန်မိုးရှိခဲ့တဲ့ဇန်ရှောင်းကွန်းကက်ကြီးတွေဟာအခုတော့ပုံပြီးဆင့်နေငယ်နဲ့ရောင်းနေရပါတယ်။ Crocs, Che8, စောင်းတဲ့အိတ်ဝတ်တွေဟာအပုံလိုက်ဖြစ်နေပါတယ်။ American မှာဒေါ်လာ10ကျပ်နဲ့ရောင်းခဲ့တဲ့ကစားစရာတွေဟာ အခုတော့ဆင့်အနေငယ်သာတန်မိုးရှိပါတော့တယ်။ဒီတင်ဖို့ပစ္စည်းတွေကိုပြည်ရင်းရောင်းချမှုဖြစ်ပြောင်းလဲဖို့ဆိုတာမယုံနိုင်လောက်အောင်ခက်ခဲပါတယ်။အကောက်ခွန်စစ်ပွဲဟာတရုတ်နိုင်ငံတဝန်းတိတာထင်ရှားတဲ့တည်ရောက်မှုတွေရှိခဲ့ပေမဲ့ တရုတ်ကွန်မြူနစ်ပါတီ CCP ကတော့ခိုင်မာစွာစုပ်ကင်ထားဖို့ဆုံးဖြတ်ထားစေပါတချို့သုံးသပ်သူတွေက CCP ဟာဒီကုံသွယ်ရေးစစ်ပွဲမှာမလွှဲမရှောင်သာရှုံးနိုင်မယ်လို့ယုံကြည်ကြပြီးအထူးသဖြင့် Trump ရဲ့အပြင်းထန်ဆုံးအစီအမံတွေကိုအပြည့်အဝအကောင့်ထဲမပေါ်ထားသေးရကြောင်းပါနိုင်ငံရေးသိပ္ပံပညာရှင်မင်ချူးချုံကမကြသေးငယ်က FTV News မှာမျှဝေရင်း Trump ရဲ့တရုတ်နိုင်ငံဆန့်ကျင်တဲ့ပြင်းထန်တဲ့အကောက်ခွန်မဟာဗျူဟာဟာ CCP ရဲ့ချိန်ချောက်မှုကို သူ့အဖွဲ့ကအကဲဖြတ်ထားတာကတာမန်မျှော်လင့်ချက်တွေကိုကြော်လွန်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်အနေနဲ့ဒီဖွံ့ဖြိုးတိုးတက်မှုကိုအနီးကပ်အာရုံစိုက်တင်တယ်လို့သူကအကြံပြုခဲ့ပါတယ်။မင်းကလက်ရှိအခြေအနေဟာပြဿရဲ့အဖွဲ့အခမ်းသာဖြစ်ပြီး အမေရိကန်ရဲ့တကယ့်ထိုးနှက်မှုဟာလာမယ့်ရက်90အတွင်းရောက်လာနိုင်တယ်လို့ပြောပါတယ်။အမေရိကန်ဟာအပြန်အလှန်အကောက်ခွန်ရှော့ချပေးမှုတွေကန့်လန့်ပြီးအခြားနိုင်ငံတွေကိုတရုတ်နိုင်ငံပေါ်အကောက်ခွန်တွေချမှတ်ဖို့အားပေးနိုင်ပါတယ်။ နိုင်ငံများစွာတရုတ်နိုင်ငံကိုစန့်ကျင်ပြီးပေါင်းစည်းလာတဲ့အခါတရုတ်နိုင်ငံရဲ့တင်ပို့ဈေးကွက်ကိုတိတာထင်ရှားစွာထိခိုက်စေမှာပါတရုတ်နိုင်ငံရဲ့ပုဂ္ဂလိကလုပ်ငန်းတွေဟာယုံကြည်မှုဆုံးရှုံးလာနိုင်ပြီးဘဏ်လုပ်ငန်းပြဿနာတွေပေါ်ပေါက်လာကလူမှုမတည်ငြိမ်မှုတွေမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းပါတယ်နောက်ဆုံးမှာတော့တရုတ်နိုင်ငံအတွင်းနိုင်ငံရေးပဋိပက္ခတွေပေါ်ပေါက်လာနိုင်ပြီးအစိုးရအတွင်းကရောလူအဖွဲ့အစည်းအတွင်းကပါရှီကျင့်ဖျင်ရဲ့ခေါင်းဆောင်မှုကိုမလွှဲမရှောင်သာစိန်ခေါ်လာနိုင်တယ်လို့သူကဆိုပါတယ် ဧပြီလ12ရက်နေ့မှာသမ္မတထရန့်က electronic ပစ္စည်းတချို့ကိုကမ္ဘာလုံးဆိုင်ရာအပြန်အလှန်အကောက်ခွန်တွေကနေယာယီကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ CCB ကချက်ချင်းပဲ online မှာအောင်ပွဲခံခဲ့ပြီးထရန့်ဟာနောက်ဆုံးမှာလက်နက်ချလိုက်ပြီး American ကသူ့ချစ်တော်ကိုဘာသာပြစ်လိုက်တယ်လို့ဖြစ်သွားတယ်လို့ဆိုခဲ့ပါတယ်။ CCB ရဲ့ထိတ်တန်းအရာရှိတွေကဒါကိုထရန့်ရဲ့အားနည်းချက်ရဲ့လက္ခဏာဖြစ် မတိကျသွားယူဆခဲ့ပြီး American ရဲ့မတိကျတဲ့ချင်းကပ်မှုကိုပြုပြင်ဖို့ သိငဲ့တဲ့ခြေလှမ်းတစ်ခုလို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့နိုင်ပိုင်းကြာမှာပဲ CCP ရဲ့အကောင့်မြင်မှုဟာပြိုကွဲသွားခဲ့ပါတယ်။တမရာထရန့်ကတနင်္ဂနွေနေ့မှာ Troop Social မှာပြင်းထန်တဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး iPhone တွေဒါမှမဟုတ်တရုတ်နိုင်ငံထုတ်အခြား electronic ပစ္စည်းတွေအကောက်ခွန်ကင်းလွတ်ခွင့်ရခဲ့တယ်ဆိုတဲ့ထင်ကြေးတွေကိုညင်းဆိုခဲ့ပါတယ်။ဒါဟာမူဝါဒ short ပေါ်ပြီးမယ်ဆိုတဲ့ထင်ကြေးတွေကိုရှင်းလင်းပေးခဲ့ပါတယ်။ Trump ကသူ့ရဲ့ April 17ရက်နေ့ကြေညာချက်ဟာအကောက်ခွန်တွေကိုဖယ်ရှားတာမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီအစားဒီပစ္စည်းတွေဟာ125ရာခိုင်နှုန်းအပြန်အလှန်အကောက်ခွန်အမျိုးအစားကနေမတူညီတဲ့အကောက်ခွန်အမျိုးအစားတစ်ခုကိုပြောင်းရွှေ့ခံခဲ့ရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ Fitnine ပြဿနာတွေနဲ့ဆက်ဆက်ပြီး20ရာခိုင်နှုန်းအကောက်ခွန်ကိုဆက်လက်ရင်ဆိုင်နေရသေးပါ။ Trump ရဲ့နောက်ဆုံးကြေညာချက်ပြီးမှ CCP ထောက်ခံသူ online မှတ်ချက်ပေးသူတွေက စိတ်ပြက်လှုပ်ရှားမှုတွေပေါ်ပြခဲ့ပြီးစက်ယုံတွေဟာရုတ်တရက်ပြောင်းလဲမှုတွေကိုလိုက်မမီဘူးလို့ပြောကြပါတယ်။နောက်ထပ်အသုံးပြုသူတို့ကလည်းဟာတအနေနဲ့မနေ့ကကျွန်တော်ပြောခဲ့တာတခုခုမမှန်ခဲ့ရင်ဒီနေ့ရဲ့ကျွန်တော်ကိုမပြောပါနဲ့။မနေ့ကရဲ့ကျွန်တော်ကိုသွားပြောပါ။ဘာလို့လဲဆိုတော့ဒီနေ့ရဲ့ကျွန်တော်ကမနေ့ကမရှိခဲ့ဘူးလို့ပြောခဲ့ပါတယ်။ American တရုတ်ရေးရာကျွမ်းကျင်သူလန်ရှုက ထရမ့်ရဲ့အကောက်ခွန်ပြုပင်ပြောင်းလဲမှုတွေဟာအမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေနဲ့သက်ဆိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။စီးပွားရေးဝန်ကြီး Howard Lutnick ကဒီပြဿနာကိုရှင်းပြရင်း chips တွေ၊ကွန်ပျူတာတွေနဲ့အခြားနည်းပညာမြင့်ပစ္စည်းတွေဟာအမျိုးသားလုံခြုံရေးအတွက်အရေးပါတယ်လို့ဆိုပါတယ်။ရရှိမှာဒီပစ္စည်းတွေရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကို American ပြည်ထောင်စုကိုပြန်လည်ယူဆောင်လာဖို့လိုအပ်ပါတယ်။ ဒါဟာတန်မနီနဲ့အလူမီနီယံလိုပဲအမျိုးသားလုံခြုံရေးအတွက်အရေးပါတဲ့ပစ္စည်းတွေဖြစ်ပြီးဘယ်နေရာကလာပါစေ25ရာခိုင်နှုန်းအကောက်ခွန်ကိုချမှတ်ထားပါတယ်။ chips တွေနဲ့ကွန်ပျူတာဆိုင်ရာပစ္စည်းတွေအတွက်လည်းအတူတူပါပဲ။အနာဂတ်မှာသူတို့အတွက်အထူးအကောက်ခွန်တွေတက်မှတ်မှာဖြစ်ပါတယ်။ American ရဲ့လက်နက်ချမှုကိုကြီးညာပြီးပြီးချင်းမှာပဲ CCP ဟာသစ္စာဖောက်ခံရသလိုခံစားခဲ့ရပြီးနောက်ဆုံးအထိတိုက်ပွဲဆင်မယ်လို့ကတိပြုခဲ့ပါတယ်။ ရိုက်ဒါကသတင်းရင်းမြစ်၄ခုကိုကိုးကားပြီးပေကျင်းကအရာရှိတွေကိုစစ်ကြိုအချိန်မှာပြင်ဆင်ထားဖို့အမိန့်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။နိုင်ငံတိုင်းဝန်ကြီးဌာနနဲ့စီးပွားရေးဝန်ကြီးဌာနရဲ့အရာရှိတွေကိုအားလိုက်ရက်တွေဖြတ်သိမ်းပြီးဖုန်းတွေကိုအချိန်မိုရေးဖြန့်ထားဖို့ညွှန်ကြားခဲ့ပါတယ်။လေလာသူတွေကတရုတ်နိုင်ငံဟာရှားပါးမြေတပ်ထုတွေလိုအရေးပါတဲ့တပ်ထုဓာတ်တွေရဲ့တင်ပို့မှုကိုရပ်ဆိုင်းတာဒါမှမဟုတ်အမေရိကန်ထံကပဲပုတ်တွေဝယ်ယူမှုကိုရပ်ဆိုင်းတာမျိုးနဲ့လက်တုံပြန်နိုင်တယ်လို့အကြံပြုပါတယ် အကြီးတန်းနိုင်ငံရေးနဲ့စီးပွားရေးဝေဖန်သူဝူအာလုံကတရုတ်နိုင်ငံဟာအမေရိကန်ထံကပဲပုတ်တွေတင်သွင်းမှုကိုရပ်ဆိုင်းပြီးဘရာဇီးကိုလှည့်သွားရင်ဘရာဇီးရဲ့ထောက်ပံ့မှုကိုတရုတ်နိုင်ငံကယူဆောင်သွားတဲ့အခါဘရာဇီးဟာတူလောင်မှုအမေရိကန်ထံကပြန်ဝယ်ရမှာဖြစ်တယ်လို့မှတ်ချက်ပြုပါတယ်။ဒါကြောင့်နောက်ဆုံးမှာအမေရိကန်ပဲပုတ်တွေဟာဘရာဇီးကနေတဆင့်တရုတ်နိုင်ငံကိုရောက်ရှိသွားမှာပါ။တရုတ်နိုင်ငံဟာဘရာဇီးရဲ့ဂျောင်းဝင်ကုန်သွယ်ကကိုပေးရမှာဖြစ်ပြီးဒါကကုန်ကြစိတ်ကိုတက်စေတာမို့ အမေရိကန်ပဲပုံရောင်းချမှုပေါ်တက်ရောက်မှုကတိတ်မကြီးမှပါဘူး။ရှားပါမြေတပ်ထုတွေနဲ့ပတ်သက်ပြီးဟူကတရုတ်နိုင်ငံဟာတချိန်ကဂျပန်ကိုရှားပါမြေတပ်ထုတင်ပို့မှုကိုရပ်ဆိုင်းခဲ့ပူပြီးဒါကဂျပန်ကိုစမ်းသစ်တီထွင်မှုတွေလှုံ့ဆော်စေခဲ့ပြီးဤပညာသစ်တွေဖွံ့ဖြိုးတိုးတက်မှုနဲ့အခြားအရင်းမြစ်တွေကိုရှာဖွေခြင်းအဖြစ်ပီခိုမှုကိုလျှော့ချခဲ့တယ်လို့ထပ်လောင်းပြောပါရယ်။ American ဟာ Australia ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီးပြည်ရင်းမှာရှားပါမြေတပ်ထုတွေဒူးဖော်ဖို့လှုံ့ဆော်နေပြီး ဒီအသွင်ပြောင်းမှုကအချိန်နှင်းငယ်ယူရမှာဖြစ်ပါတယ်။လူမှုကွန်ရက်မှာကြကြပြက်ပြက်ပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာဘလော့ဂါတဦးကတရုတ်အွန်လိုင်းမှတ်ချက်ပေးသူတွေဟာအမေရိကန်နဲ့ရင်ဆိုင်မှုအားပေးနေကြပြီမဲ့အကျိုးဆက်တွေကိုနားမလည်ကြဘူးလို့ထောက်ပြခဲ့ပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်ရဲ့ order တွေဆုံးရှုံးသွားခဲ့ရင် VNN နဲ့ကမ်ဘောဒီးယားလိုအရှေ့တောင်အာရှနိုင်ငံတွေကဝင်ရောက်လာမှာပါ။အထူးသဖြင့်ကမ်ဘောဒီးယားဟာတရုတ်နိုင်ငံရဲ့တင်ပို့လုပ်ငန်းကိုလွှဲပြောင်းယူဖို့ ြည်မှန်းချက်ကိုနှစ်ပေါင်းများစွာထားရှိခဲ့ပါတယ်။ဥရောပဈေးကွက်ရဲ့ဝယ်ယူမှုစွမ်းရည်ဟာအမေရိကန်ရဲ့ထက်ဝက်တောင်မရှိတာမို့တရုတ်နိုင်ငံအနေနဲ့သူတို့ရဲ့ထုတ်ကုန်တွေကိုဘယ်နေရာမှာရောင်းချရမလဲဆိုတာသိချာမသိပါဘူး။တရုတ်လူမှုကွန်ရက်မှာတပ်ပင်အခောက်ဘလို့စားမလဲဆိုတဲ့ခေါင်းစဉ်တစ်ခုခက်စားလာခဲ့ပြီးအသုံးပြုသူတွေကအခောက်ကိုအချောက်ခံပြီးအမှုန့်ကျိတ်တာစစ်ထုတ်တာပြီးရင်ပေါင်းထားတာလို့အဆင့်တွေကိုအသေးစိတ်မျှဝေခဲ့ကြပါဗျ။ ဒါဟာသူတို့ရဲ့စီးပွားရေးအခက်အခဲတွေကိုတယောပြသဖို့ပါဧပြီလ17ရက်နေ့မှာတင်ပို့သူမစ္စတာချန်ကရန်တိုင်းရှန်ဟိုင်းနဲ့ကွမ်တုံးစိုက်ကန်တွေမှာကွန်တိန်နာတွေပုံထပ်နေပြီးပြပသို့ထွက်ခွာတဲ့ကွန်တိန်နာသင်္ဘောတွေအနည်းငယ်သာရှိတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်အဲ့ဒီနေ့မှာပဲ CCP ကအမေရိကန်ထုတ်ကုန်တွေပေါ်125ရာခိုင်နှုန်းလက်တုပ်ပြန်အောက်ခွန်တွေချမှတ်ပြီးသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြသခဲ့ပါတယ် ဒါပေမဲ့တိတ်တဆိတ်နဲ့နောက်ထပ်လှုပ်ရှားမှုတစ်ခုကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စီမီကွန်ဒက်တာလုပ်ငန်းအသင်းကအရေးပေါ်အသိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပြီးအကောက်ခွန်ဦးစီးဌာနကစီမီကွန်ဒက်တာထုတ်ကုန်တွေနဲ့ပတ်သက်တဲ့စီးမျဉ်းတွေကိုတပြိုင်တည်းပြုပြင်ပြောင်းလဲခဲ့တာကအာရုံစိုက်မှုကိုဆွဲဆောင်ခဲ့ပါတယ်။အသိပေးချက်မှာစီမီကွန်ဒက်တာရဲ့မူလအစကိုဆုံးဖြတ်တဲ့စီးမျဉ်းတွေပြောင်းလဲသွားပြီးဝေဖာရီထုတ်လုပ်တဲ့နေရာကိုတရားဝင်မူလနိုင်ငံအဖြစ်အသိအမှတ်ပြုမယ်လို့ဖော်ပြထားပါတယ်။ ီအသိပေးချက်ကထုတ်ပိုးထားတဲ့ဒါမှမဟုတ်ထုတ်ပိုးမထားတဲ့ပေါင်းစစ်စာကစ်တွေဟာဝေဖာထုတ်လုပ်တဲ့ဆက်ယုံရဲ့တည်နေရာကိုမူလအစအဖြစ်ကြီးညာရမယ်လို့အကြံပြုထားပါတယ်။စီမင်းကွန်ဒတာထုတ်လုပ်ရမှာတိတ်ပေါက်ဆိုတာကဒီဇိုင်းထုတ်ထားတဲ့စာကစ်တွေကို ဝေဖာဆက်ယုံကိုပို့ပြီးတကယ်ထုတ်လုပ်တဲ့လုပ်ငန်းစီကိုရှင်းကျွမ်းပါတယ်။ဒါကြောင့်ပေါင်းစစ်စာကစ်တွေရဲ့မူလအစကိုဒီဇိုင်းဒါမှမဟုတ်ထုတ်ပိုးတဲ့ရိုးရာနေရာတွေအစားဝေဖာထုတ်လုပ်မှုဖြစ်ပေါ်တဲ့နေရာပေါ်မူတည်ပြီးဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီစီးမြင်းအသစ်ကအမေရိကန်မှာမထုတ်လုပ်တဲ့ chips တွေဟာတရုတ်နိုင်ငံထဲဝင်ရောက်တဲ့အခါမြန်မာတဲ့အကောက်ခွန်တွေကိုရှောင်ရှားနိုင်မယ်ဆိုတဲ့အထိပ်ပဲပါဒီပြောင်းလဲမှုဟာ online မှာဆွေးနွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်မှတ်ချက်ပေးသူတချို့ကတရုတ်စီမီကွန်ဒက်တာအသင်းရဲ့လိမ္မာပါနေတဲ့လှုပ်ရှားမှုက wafer တီနီယာကိုတိတ်ပေါက်တီနီယာဖြစ်တိတ်တဆိတ်ပြောင်းလဲခဲ့ပြီး American wafer တင်ပေးသွင်းသူတွေကိုအကောက်ခွန်ရှောင်ရှားဖို့နောက်ဖြတ်လန်းတစ်ခုပေးလိုက်တယ်လို့ဆိုပါတယ် American IC Design Company တွေအများပြားဟာထိုင်ဝမ်ရဲ့ TSMC ကိုထုတ်လုပ်ရေးအတွက်အသုံးပြုနေတာမို့ဒီလှုပ်ရှားမှုဟာ125ရာခိုင်နှုန်း American အကောက်ခွန်ကိုရှောင်ရှားဖို့ American ကုန်ပစ္စည်းတွေကိုထိုင်ဝမ်ကုန်ပစ္စည်းတွေဖြစ်ပြောင်းလဲဖို့ရည်ရွယ်တယ်လို့အချို့ကယုံကြည်ကြပါတယ်။ Online မှတ်ချက်ပေးသူတို့ကအခု Apple ရဲ့ A series, Qualcomm Snapdragon series, NVIDIA နဲ့ AMD ရဲ့ chips တွေဟာတရုတ်နိုင်ငံမှာအကောက်ခွန်တွေကိုမရင်ဆိုင်ရတော့ပါဘူး။ ။ဘာလို့လဲဆိုတော့ဒီ chips တွေကိုထိုင်ဝမ်မှာ TSMC မှာထုတ်လုပ်ထားတာဖြစ်ပြီးအကောက်ခွန်ချိန်ညာချက်မှာ tape box ဒီနေရာကိုပေါ်ပြမှာမို့အကောက်ခွန်နှုံထားကမပြောင်းလဲဘူးလို့ပြောခဲ့ပါတယ်။တခြားမှတ်ချက်ပေးသူတွေကတော့ CCP ကထိုင်ဝမ်ရဲ့လွတ်လပ်ရေးကို အခုအတိအမှတ်ပြုနေတာလား။အစင်းမြင့် electronic ပစ္စည်းတွေအကုန်လုံးကိုထိုင်ဝမ်မှာထုတ်လုပ်နေပြီ။ American ကိုပြင်းပြင်းထန်ထန်ပြောပေမဲ့တိတ်တဆိတ် American company တွေကိုအကျိုးခံစား권နေပေးနေတယ်လို့သယောခဲ့ကြပါတယ်။ ွမ်းကျင်သူဖြစ်ပြီးအကြီးတန်းအင်ဂျင်နီယာရွမ်ဘောကအကောက်ခွန်စစ်ပွဲဟာရေတိုမှာစီမီကွန်တတာထုတ်ကုန်တွေရဲ့ကုန်ကြစိတ်ကိုတိတိတသာတိုးမြင့်လာစေမယ်လို့ပြောကြားခဲ့ပါတယ်။အကယ်၍စီမီကွန်တတာကုန်ကြမ်းပစ္စည်းတွေနဲ့ပီးစီးထားတဲ့ chips တွေပေါ်ဆက်ဆက်กินလို့ခွင့်ရန်တရားမပါဘဲအကောက်ခွန်တွေချမှတ်မယ်ဆိုရင်တင်သွင်းကုန်ကြစိတ်တွေတိတိတသာမြင့်တက်လာမှာပါ။လက်ရှိမှာတရုတ်နည်းပညာကုမ္ပဏီအများစုဟာပြည်စုံတဲ့ထောက်ပံ့ရေးကွင်းဆက်ရေရှည်တည်တတ်မှုအစီအမံတွေမတည်ဆောက်ရသေးသလို ရေတိုမှာရင့်ကျက်တဲ့အစားထိုးရွေးချယ်ကြရင်းမရှိတာကြောင့်အကောက်ခွန်တွေရဲ့တယောက်မှုကိုရှောင်ရှားဖို့ခက်ခဲနေပါတယ်။ CCB ဟာနီးပညာလိုအထူးကဆက်မှုလုပ်ငန်းတွေမှာအမေရိကန်ကိုထိရောက်စွာခုခံနိုင်တဲ့စွမ်းရည်မရှိပုံပေါ်ပြီးအကောက်ခွန်တွေရဲ့တယောက်မှုကိုဖျက်ကျော်ဖို့တွေ့ဝိုက်တဲ့နီလန်တွေကိုသာအားကိုးနေရပါတယ်။တစ်ဖက်မှာတော့အမေရိကန်ဆက်လက်လှုပ်ရှားနေပါတယ်။ဧပြီ14ရက်နေ့မှာ American စီးပွားရေးဌာနက Federal Register မှာအတိပေးချက်နှစ်ခုထုတ်ပြန်ခဲ့ပြီးတင်သွင်းတဲ့စီမီကွန်ဒက်တာတွေစီမီကွန်ဒက်တာထုတ်လုပ်ရေးပစ္စည်းတွေဆေးဝါးနဲ့ဆေးဝါးပါဝင်ပစ္စည်းတွေပြီးစီးထားတဲ့ထုတ်ကုန်တွေအပါအဝင်တွေရဲ့ American အမျိုးသားလုံခြုံရေးဘော်တက်ရောက်မှုကိုစုံစမ်းစစ်ဆေးမယ်လို့ကြေညာခဲ့ပါတယ်။ online သုံးသပ်သူတချို့ကဒါဟာ American ကစီမီကွန်ဒက်တာတွေနဲ့ဆေးဝါးတွေပေါ်မကြခင်အကောက်ခွန်တွေချမှတ်တော့မယ့်လက္ခဏာဖြစ်ပြီး ထရမ့်စတင်ခဲ့တဲ့ကုံသွယ်ရေးစစ်ပွဲကိုချဲ့ထွင်မဲ့သဘောလို့အကြံပြုပါရယ်။နှစ်ပေါင်းများစွာကတည်းကထရမ့်ကနိုင်ငံသားမှထုတ်လုပ်တဲ့စီးဝါးနဲ့စီမီကွန်ဒက်တာတွေဟာအမျိုးသားလုံခြုံရေးအတွက်ချိန်ချောက်မှုဖြစ်တယ်လို့အလေးပေးပြောဆိုခဲ့ပါရယ်။သူကစီမီကွန်ဒက်တာ ထုတ်လုပ်ရေးကိုအမေရိကန်ပြည်ထောင်စုကိုပြန်ယူလာပြီးအမေရိကန်ရဲစက်မှုလုပ်ငန်းစွမ်းရည်ကိုပြန်လည်အသက်သွင်းတာဟာအမျိုးသားလုံခြုံရေးအတွက်အဓိကတော့ချက်ဖြစ်တယ်လို့ယူဆပါရယ်။ ်ထရမ်ကဒီတင်သွင်းပစ္စည်းတွေပေါ်အကောက်ခွန်တွေချမှတ်မှာဖြစ်ပြီးပြည်ရင်းထုတ်လုပ်မှုကိုမြှင့်တင်ဖို့နဲ့ဉာဏ်ရည်တု AI မှာကမ္ဘာဥဆောင်မှုကိုလုံခြုံစေဖို့အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ဧပြီလ23ရက်နေ့မှာထရမ်က Truth Social မှာ American ဟာ Semiconductor တွေနဲ့ Electronic ထောက်ပံ့ရေးကွင်းစက်တစ်ခုလုံးကိုအမျိုးသားလုံခြုံရေးအကောက်ခွန်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်မယ်လို့ရေးသားခဲ့ပါတယ်။သူက ကျွန်တော်တို့ဟာဆီမီကွန်ဒက်တာတွေနဲ့အီလက်ထရောနစ်ထောက်ပံ့ရေးကွင်းစက်တစ်ခုလုံးကိုလာမယ့်အမျိုးသားလုံခြုံရေးအောက်ခွန်စုံစမ်းစစ်ဆေးမှုတွေမှာစစ်ဆေးနေပါတယ်။ပေါ်ထုတ်ခံရတာကတော့ကျွန်တော်တို့ဟာအမေရိကန်ပြည်ထောင်စုမှာထုတ်ကုန်တွေထုတ်လုပ်ဖို့လိုအပ်ပြီးတရုတ်လိုရန်လိုတဲ့ကုန်သွယ်ရေးနိုင်ငံတွေရဲ့တစားကန်အဖြစ်အဖြစ်မခံနိုင်ပါဘူးလို့ပြောခဲ့ပါတယ်။အဲဒီနေ့မှာပဲအမေရိကန်စီးပွားရေးဝန်ကြီးဟော့ဝါလက်နစ်ကအင်တာဗျူးတစ်ခုမှာထရမ့်ဟာတလမှနှစ်လအတွင်းစမတ်ဖုန်းကွန်ပျူတာနဲ့ အခြား electronic ပစ္စည်းတွေပေါ်အထူးအယုံစိုက်တဲ့အကောက်ခုံတွေချမှတ်မှာဖြစ်ပြီးစီမီကွန်ဒက်တာနဲ့ဆေးဝါးတွေအတွက်စက်မှုလုပ်ငန်းအကောက်ခုံတွေကိုလည်းတက်ရောက်မှုရှိစေမယ်လို့ပြောကြားခဲ့ပါတယ်။ကျွမ်းကျင်သူတွေက Trump ရဲ့တကယ့်အားပါချက်ကိုအသုံးမပြုရသေးပဲရှီကျင့်ဖင်ရဲ့ပြဿနာတွေဟာအကောက်ခုံတွေနဲ့စီးပွားရေးထက်ပိုပြီးရှုပ်ထွေးတယ်လို့အကြံပြုပါတယ်။တောင်ကိုရီးယားသတင်းသားချိုဆန်အယ်ဘိုကမကြသေးခင်ကသုံးသက်ရင်အကောက်ခုံတွေဟာထုတ်ကုန်မူလစောက်ကိုဖုံးကွယ်ပေးနေတယ်။ အရှေ့တောင်အာရှနိုင်ငံတွေသာမကမဒါကာမဒါကာစကာနဲ့လီဆိုတိုလိုဘယ်လ်တွန်လမ်းကြောင်းအစီအမံမှာတက်ကြွသွားပါဝင်နေတဲ့နိုင်ငံငယ်တွေကိုပါပြစ်မှတ်ထားတယ်လို့ဆိုပါရယ်ချိုဆန်အယ်ဘိုကထရမ့်ရဲ့လှုပ်ဆောင်မှုတိုင်းဟာကွန်မြူနတီရုံးနဲ့ရင်ဆိုင်မှုပြင်ဆင်နေတာဖြစ်တယ်လို့ဖော်ပြပါရယ်သူယာရုတက်လာပြီးခြင်းမှာပဲပနားမအစိုးရကိုဖိအားပေးခဲ့ပြီးအမေရိကန်ရဲ့ဂါဇာကိုတိမ့်ပိုက်ဖို့အစီအမံကိုလူသိရှင်ကြားကြေညာခဲ့တယ်လို့ ရုရှားနဲ့ယူကရိန်းကြားအပြစ်ခတ်ရစရေးတောင်းဆိုခဲ့ပြီး CCP ကိုတံပြန်ဖို့အားထုတ်မှုအားလုံးကိုအာရုံစိုက်ဖို့ပြင်ဆင်နေပါတယ်။နောက်ဆုံးမှာသူကအကောက်ခွန်တွေနဲ့ကုံသွေးရေးစစ်ပွဲကိုစတင်ခဲ့ပြီး CCP ကိုတရားဝင်စစ်ကြေညာခဲ့ပါတယ်။ဖူတန်တက္ကသိုလ်ရဲ့နိုင်ငံတကာဆက်ဆံရေးပညာရှင်ဂျမ်းမင်ဟောကရှီကျင်းဖြင့်တွားတကယ့်စစ်မြေပြင်ဟာနှစ်နိုင်ငံဆွေးနွေးပွဲတွေမှာမဟုတ်ပဲပြည်ရင်းမှာပဲရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဗြိတိရှားစိတ်ဆွမ်းရှင် Crick Hamilton Parker က ထရမ့်ရဲ့ရွေးကောက်ပွဲအောင်မြင်မှုနဲ့ Brexit ကိုတိကျသွားခံမှန်းခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ2025ခုနှစ်မှာတရုတ်နိုင်ငံရဲ့စီးပွားရေးဟာပြင်းထန်စွာထိခိုက်ခံရမှာဖြစ်ပြီးတိသာထင်ရှားတဲ့လူမှုမငြိမ်သက်မှုတွေပြည်ရင်းစစ်ဒါမှမဟုတ်အာဏာသိမ်းမှုတွေတောင် ဖြစ်ပေါ်လာနိုင်တယ်လို့ခံမှန်းခဲ့ပါတယ်။ပါကာက Trump ဟာ White House ကိုပြန်ရောက်တဲ့အခါတရုတ်နိုင်ငံပေါ်အမေရိကန်ရဲ့ကုန်သွယ်ရေးပိတ်ဆို့မှုတွေပိုပြင်းထန်လာမှာဖြစ်ပြီးအကောက်ခွန်တားဆီးတွေနဲ့ တင်ပို့မှုကန့်သက်ချက်တွေကတရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေမယ်လို့ဆိုပါတယ်။စက်ရုံတွေဟာထုတ်လုပ်မှုကိုရှော့ချမလားဒါမှမဟုတ်ပိတ်သိမ်းရမလားဆိုတဲ့အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးလူအများပြားဟာအခြေခံလူနေမှုလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရုန်းကန်နေရမှာပါ။စီးပွားရေးဖိအားတွေကလူမှုမကျေနပ်မှုတွေကိုမီးညှိပေးလိမ့်မယ်လို့သူကဆက်ပြောပါတယ်။ပါကာကဟောင်ကောင်မှာဆန္ဒပြပွဲတွေပြန်လည်ပေါ်ပေါက်လာမှာဖြစ်ပြီး ရခင်ကထက်ပိုမိုပြင်းထန်လာနိုင်မယ်လို့လည်းဖော်ပြခဲ့ပါဗျ။တရုတ်ပြည်မကြီးမှာလည်းပုံကံမှုတွေပေါ်ပေါက်လာမှာဖြစ်ပေမဲ့ရေကြီးမှုဒေါ်လာရေးကာလလို သွေးထွက်တန်ယူနဲ့အကျန်းဖတ်မှုတွေမဖြစ်လာတော့ဘူးလို့သူကညွှန်လင့်ထားပါဗျ။အဲ့ဒီစားသူဟာမရှင်းလင်းတဲ့အကြောင်းအမျိုးမျိုးကြောင့်ဒီဒေါ်လာရေးဟာတရုတ်ပြည်သူတွေရဲ့အတွေးအမြင်ပြောင်းလဲမှုနဲ့အတူတရုတ်ပြည်သူတွေရဲ့ထူးခြားတဲ့နိလက်နဲ့ဖြစ်ပေါ်လာမယ်လို့ခံစားမိပြီး သူတို့ဟာမကောင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုငြင်းပယ်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်ဟာဟောင်ကောင်ကိုထက်ခါတလဲလဲဖိနှိပ်ချုပ်ချင်နေပြီသူတို့ရရှိမှာကတော့အဲ့ဒီမှာသူတို့ရဲ့ကိုယ်စားလှယ်တွေရဲ့ပုံမှန်မြန်ဆန်တဲ့ကြာဆုံးမှုပါပဲနောက်ဆုံးမှာဒါဟာသူတို့ဘောပြန်လဲတက်ရောက်มาဖြစ်ပြီးတရုတ်နိုင်ငံရဲ့နှစ်ငါးလောင်းတက်တန်းရင်ကျေးမှုအရှိမအမေရိကန်တောသားတွေအော်ဟစ်ငိုကြွေးစေရမယ်လို့ CCP ရဲ့ဟောင်ကောင်နဲ့မကာအိုရေးရာယုံညွှန်ကြားရေးမှုရှောင်ပေါလုံရဲ့ရိုင်းဆိုင်တဲ့မှတ်ချက်တွေတရုတ်ပြည်မှာကြီးအွန်လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ